အားလုံးမင်္ဂလာပါဒီတစ်ခေါက်တင်ကြပေးမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ page ကိုဘယ်လို management လုပ်မလဲဘယ်လို control လုပ်မလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့အရင်ကလည်းတင်ထားပြီးသားပါ page manager အသုံးပြုနည်းတင်ထားတယ် business အသုံးပြုနည်းတင်ထားတယ်အခုအဲ့ဒါကိုထပ်မံပြီးတော့ပြန်လည်ရှင်းပြရမှာဖြစ်ပါတယ်အာ application ဖုန်းထဲမှာမထည့်ရသေးဘူးဆိုရင် play store ရနေဝင်ပြီးတော့ download ဆွဲပါ b u s i n e s s business ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲ့ဒါကို update လုပ်ရသေးရင် update လုပ်ပါခင်ဗျာမသွင်းရသေးဘူးဆိုရင်လည်းတွင်လိုက်ပါကျွန်တော်ကတော့အခု update လုပ်မှာဖြစ်ပါတယ် ကဲအခုဆိုလို့ရှိရင် business suite တွင်းလို့ပြီးပါပြီအဲဒါကြောင့်မလို့ကျွန်တော်အဲ့ဒီ application နဲ့ဝင်လိုက်ပါမယ်ဝင်လိုက်တာနဲ့ဆက်စပ်ချင်းကျွန်တော်ရဲ့ဒီမှာကျွန်တော်ဒီ page ရဲ့မူလစာမျက်နှာကိုမြင်ရမှာဖြစ်ပါတယ်ဒီ create post ဆိုတဲ့နေရာတော့ကျွန်တော်တို့ပုံမှန် post တွေတင်လို့ရမှာပေါ့နော်အာကိုယ့်ရဲ့ page ကကိုယ့်ရဲ့ Instagram account နဲ့ခြေထားဆိုလို့ရှိရင်ဒီမှာ Instagram မှာလည်းတခါတည်း post တစ်ပိုင်းနဲ့တင်လို့ရမယ်တကယ်လို့ Instagram မှာမတင်ချင်ဘူး page မှာပဲတင်နေဆိုလို့ရှိရင်တော့ဒီ Instagram လေးကိုအမှန်ချင်လေးဖြုတ်ပြီးတော့ down နေပြီးတော့ဒီမှာစာရီးပါးရိုက်ပြီး post တင်လို့ရမယ် ပုံနေဗီဒီယိုတွေကိုဒီဖိုတိုဗီဒီယိုမှာယူလို့ရမယ်လိုကေးရှင်းထည့်လို့ရမယ်လိုက်ပလင်လို့ရမယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကအာ post တင်တဲ့အခါမှာအဲ့ဒီ post အောင်မှာ get message တို့ဘာလို့ထည့်ခြင်းလဲဆိုလို့ရှင်တော့ဒီ get message တွေထည့်ပြီးတော့ကျွန်တော်တို့ post တင်လို့ရပါတယ်ပုံနေဗီဒီယိုတွေကိုအဆင်ပြေလို့ထည့်လို့ရပါတယ်ခင်ဗျာအဲ့ဒါဆိုရင်တော့ပုံကကိုစိတ်ကြိုက်လဲထည့်လို့ရမယ်အာပြီးလို့ရှင် customer အနေနဲ့မြင်တဲ့အခါမှာ send message ကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့တခါတယ် message တန်ဖို့လို့ရမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှင်တော့ ိုက post တွေပါတင်တော့မှဆိုရင်တော့ next night ပြီးတော့တင်လိုက်လို့ရပါတယ်ခင်ဗျအာ schedule post တင်နေ schedule post တင်နေကြတော့ကျွန်တော် create ပို့မှာပဲဒီမှာကိုလိုချင်တဲ့ဟာကိုတစ်ခုခုရေးပြီးရင် next လို့ပြီးရင်ဒီမှာ publish now ဆိုတဲ့ဟာကဘာလဲဆိုတော့ publish now က post ချက်ချင်းတင်တာ schedule for later ဆိုတာကျတော့ကိုအချိန်သတ်မှတ်ပြီးတော့အာကိုအချိန်သတ်မှတ်ပြီးတော့ post တွေကိုကြိုပြီးတော့တင် ခိုင်းတာလို့ရတာပေါ့နော်ဥပမာကိုကမနေ့ပြန်ကြရင်မအားဘူးမအားတဲ့အတွက်ကြောင့်မလို့ကြိုပြီးတော့ post တွေလုပ်ထားမှဆိုရင် day ရွေးပြီးလို့ရှိရင်အချိန်တွေပါရွေးပြီးတော့ post တင်လာလို့ရတယ်။ကိုကအဲ့ဒီအချိန်မှာ online မှာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီ post ကအဲ့ဒီကိုတတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ post ကတက်သွားမှာဖြစ်ပါတယ်။အာ okay အဲ့ဆိုလို့ရှိရင်တော့သဘောပေါက်နားလည်မယ်ထင်ပါတယ်ဒီအပိုင်းလေးကိုဟုတ်ပြီ။ကျွန်တော်နောက်တစ်ခု session ပြပြပါမယ် story ပါလေတင်လို့ရမယ်။ပြီးရင်ဒီမှာ message တွေဘယ်နှဆောင်ဝင်လာလဲကြည့်လို့ရမယ် comment တွေဘယ်လောက်မှန်တာလဲဘယ်နှယောက်မှန်တာလဲဘာရင်းမှန်တာလဲကြည့်လို့ရမယ်။ okay ဒီမှာအောက်ကိုဆက်ပြီးဆင်းမယ်ဆင်းရင်းနဲ့ဘာကိုတွေ့လာမလဲဆိုတော့ဒီမှာ ် insight ဆိုတာကိုတွေ့မယ်ခင်ဗျ insight ဆိုတာကကြတော့ကျွန်တော်တို့ဒီတစ်လအတွင်းမှာကိုယ့်ရဲ့ page ကိုလူတွေဘယ်လောက်ကြည့်ကြလဲ reach ဘယ်လောက်ရတာလဲဆိုတာကိုကြည့်လို့ရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တစ်လအတွင်းကျွန်တော်ရဲ့ page ကိုဝင်ကြည့်ရလူရေတွေက73900ကျော်ရှိတယ် Instagram ကတော့ကျွန်တော် post မတင်တဲ့အတွက်ကြောင့်မလို့တရား6ယောက်ပဲကြည့်ပါတယ် Orion ဆိုတဲ့နေရာမှာကျတော့ဘာလို့ပြလဲဆိုတော့ page ကို like လုပ်ထားတာလူဘယ်နှယောက်ရှိလဲဆိုတော့33900ကျော်ရှိပါတယ် Instagram follower လုပ်ထားတဲ့လူကတော့963ယောက်ရှိပါတယ်เนาะ ဲ့ဒါကိုမှ insight ကိုမှကျွန်တော်တို့မှ C trend ကိုထပ်နေလိုက်မယ်ဆိုရင်ဘာတွေထပ်မြင်အောင်လဲကြည့်ကြမယ်ဒီမှာခုနကဘယ်ရက်မှဘယ်လောက်ထိ reach ရောက်လဲဆိုတာကိုကြည့်လို့ရမှာဖြစ်သလိုပြင်ပြထွက်ပြီးတော့ကျွန်တော်တို့ဒီမှာ audience C audience ကိုထပ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ potential audience ဆိုတာတွေ့ရမယ်ဘယ်လောက်ထိ page ကလူစိတ်ဝင်စားမှုများနိုင်လဲဆိုတာကိုကြည့်လို့ရမှာပေါ့နော် Okay ဒီမှာဒီ potential audience ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်တော့ အရှေ့ချန်နယ်ကိုတွေ့မယ်ဗျာအရှေ့ချန်နယ်ဆိုတော့ပါတယ်ဆိုတော့အသက်ရွယ်ဘလောက်ကနေယောက်ျားမိန်းမဘလောက်ကကိုယ့်ရဲ့ page ကိုစိတ်ဝင်စားတယ် like လုပ်ထားလဲဆိုတာကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ page ကိုစိတ်ဝင်စားတဲ့လူတွေကြီးတော့ကအမျိုးသား53ရာခိုင်နှုန်းရှိရဲအမျိုးသမီးက46ရာခိုင်နှုန်းရှိပါတယ်အသက်25ကနေ44ထိစိတ်ဝင်စားတဲ့လူကအများများတယ်အဲ့လိုမျိုးကြည့်လို့ရတယ်ပြီးရင် top city ဆိုတာကြတော့ဘယ်မျိုးကလူတွေကကိုယ့်ရဲ့အာ page ကိုစိတ်ဝင်စားလဲဆိုတာဒီမှာလာပေါ်ပါတယ်ကျွန်တော်ကအခုရက်ဒီ color ထဲမှာ VPN သုံးတဲ့အတွက်ကြောင့်မလို့ VPN ခံသုံးတဲ့သူတွေအနေနဲ့နိုင်ငံပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်မို့စင်ကူဆိုပြီးတော့များသောအားဖြင့်ပေါ်နေတာဖြစ်ပါတယ်။နော်အဲတကယ်လို့ VPN မခံမဲ့သုံးနေဆိုလို့ရှိရင်တော့တော်တော်များကတော့အရင်ကဆိုရင်တော့မြန်မာဆိုပြီးတော့ပေါ်နေတာများပါတယ်ခင်ဗျ။ Okay ဒီမှာ follower ဆိုလို့ရှိရင်ဒီမှာကြည့်လို့ရတယ်။ follower ထဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာခုနကလိုပဲ A share channel ရဲ့ကြည့်လို့ရမယ်။မျိုးသမီးကကျွန်တော် page ကို like လုပ်ထားတဲ့လူများတယ်။မျိုးသားကတော့နေပါတယ်ဒီမှာပေါ့နော်ပေါ်ပါတယ်။ ပြီးရင်ဒီမှာ top city ထဲမှာရန်ကုန်ကလူက32ရာခိုင်နှုန်းကျွန်တော် page ကိုသဘောကျထားတယ်မန္တလေးကလူကတော့100ရာခိုင်နှုန်းသဘောကျထားတယ် top country မှာကျတော့မြန်မာက95ရာခိုင်နှုန်းသဘောကျထားတယ်ထိုင်းတို့မလေးတို့စင်ကာပူတို့မှာရှိနေတဲ့သူတွေကတော့ကျွန်တော်ရဲ့ page ကိုသဘောကျတာတော့အရေးအတွက်ရာခိုင်နှုန်းနည်းပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီအောက်ကဒုတိယတစ်ခုကိုဆက်သွားကြည့်အောင်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ page မှာတင်ထားတဲ့ post တွေကိုကြည့်လို့ရမယ် boost လုပ်မယ်ဆိုရင်တော့ဒီ boost ကိုနှိပ်ပြီးတော့ boost ဘုတ်ကိုနှိပ်ပြီးတော့ boost လုပ်လို့ရပါတယ်အဲ့ဒါ boost လုပ်နေကိုလည်းကျွန်တော် page မှာတင်ထားတာရှိပါတယ်။အာ sorry page မှာတင်ထားလည်းရှိသလိုနောက်ပြီးတော့ YouTube မှာတင်ထားလည်းရှိတယ်အခြေခံလုပ်နေပေါ့နော်။နောက်ပြီးတော့သင်တန်း group ထဲမှာလည်းအသေးစိတ်တင်ထားတာရှိပါတယ်ခင်ဗျ။ story ကကြတော့ကျွန်တော် page မှာတင်ထားတဲ့ story တွေကိုဒီကနေဝင်ရောက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဘယ်အချိန်မှာဘယ် story တင်ထားလဲဆိုတော့ကြည့်လို့ရမယ်။ photo ကြတော့ page မှာတင်ထားတဲ့ photo တွေကြည့်လို့ရပါမယ်။ဒီ plus ဆိုတဲ့နေရာလေးကခုနက create ပို့ဆိုတဲ့ဟာနဲ့တူတူပဲ post တင်မလား photo တင်မလား story တင်မလား boost လုပ်မလားပေါ့ပြီးရင်ဒီ စကားပြောတဲ့ပုံလေးနေရောင်နှိပ်လိုက်ပါအဲ့ဒီနေရာမှာဘာကိုပြလဲဆိုလို့ရှိရင် page ကိုဝင်လာတဲ့စာတွေကိုဒီကနေ reply ပြန်မှာဖြစ်ပါတယ်เนาะဒီ comment ဆိုတဲ့နေရာကတော့ page ကို page မှာတင်လာတဲ့ post တွေအောက်မှာ comment ပေးတဲ့ဟာတွေကိုကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပုံမှန်တိုင်းစာတွေပါပြန်လို့ရတယ် reply ပြန်လို့ရတယ်တကယ်လို့ကျွန်တော်တို့အနေနဲ့ကအရေးကြီးတဲ့သူဥပမာဆိုကြပါစို့အာမနေ့ဖြန် customer တယောက်ကိုအရေးကြီးပစ္စည်းပို့ရမှာဆိုလို့ရှိရင်အဲ့ဒီလူကိုအရေးကြီးအနေနဲ့တတ်မှတ်မယ် message တွေကတအားများတဲ့အခါမှာကျွန်တော်တို့ပြန်ရှာရခက်တယ်ဆိုလို့ရှိရင် ဒီဟာလေးကိုပုတ်ဆွဲလိုက်ပါကိုအတွက်အရေးကြီးတဲ့ customer ဆိုလို့ရှိရင်ပြီးရင် star လေးကိုနှိပ်လိုက်အဲဆိုရင်ကျေပြထားပြီးဖြစ်ပါတယ်ကျေပြထားတဲ့ customer ကိုဘယ်မှာကြည့်ရမလဲဆိုရင်ဒီအပေါ်ရက်ဒီအပေါ်ဘက်မှာဒီလိုမျိုးလေးရှိပါတယ်ဒီလိုမျိုးလေးရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့က follow up ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ follow up ဆိုတဲ့နေရာမှာကျွန်တော်တို့ခုနကကျေပြထားတဲ့သူတွေကိုဒီမှာ dance CV မြင်ရမှာဖြစ်ပါတယ် တကယ်လို့အဲ့ဒီသူနဲ့ကျွန်တော်တို့အလုပ်ကိစ္စတွေပြီးပြတ်သွားပြီအရင်မကြည့်တော့ဆိုလို့ရှိရင်တော့ပုတ်ဆွဲပြီးတော့ဂျယ်လေးကိုတစ်ချက်ပြန်နေပြီးပြန်ဖြုတ်လို့ရပါတယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ main နေရာခုနကစာရီပထမစာရီပို့ထားတဲ့မူရင်းနေရာကိုပြန်သွားမယ်ဆိုရင်ဒီဟာလေးကိုတစ်ချက်နဲ့နှိပ်ပြီး main ကိုပြန်သွားလို့ရပါတယ်။နော်အဲ့ဒီနေရာမှာကျွန်တော်တို့ unread ဆိုတဲ့ဟာကြတော့ကိုယ်စီကိုပို့ထားတဲ့နေရာမှာမဖတ်ရသေးတဲ့စာရီကိုဒီကနေကြည့်လို့ရပါတယ်။သဘောဟိုစာရီပိုင်းပြန်ပြီဆိုရင်တော့ main ကိုပြန်သွားပါတော့နော်ကျွန်တော်အဲ့ main ကနေပဲလှုပ်ရှားရမှာဖြစ်ပါတယ်။ ဒီ span ဆိုတဲ့နေရာကကျတော့ဗာလဲဆိုလို့ရှိရင်အမိုက်စာတွေပေါ့ကိုစီကိုနိုင်ငံခြားကိုနဲ့မသိတဲ့ကို page နဲ့မဆိုင်တဲ့လူတွေစာလာပို့တာတွေပါတယ်ဆိုလို့ရှိရင်တော့ဒီကနေသွားကြည့်လို့ရပါတယ်ခင်ဗျ။နောက်ပြီးတော့ဒီပေါ်မှာဒီဟာလေးကိုနှိပ်လိုက်လဲဆိုလို့ရှိရင်ဟာလူတွေကိုရှာလို့ရမယ်စာတွေပါတယ်ရိုက်ပြီးတော့ customer name တွေပါတယ်အရေးကြီးရဆိုလို့ရှိရင်တော့ရှာလို့ရပါတယ်။ပြီးရင်ဒီနေရာမှာလူပုံစံလေးရှိတယ်အဲအဲ့ဒါကြတော့ဘသူအနေနဲ့ reply ပြန်ပါလဲကိုယ့်ရဲ့ page က admin နေ လင်းငါရောက်ထားတယ်ဆိုလို့ရှိရင်ဘယ် admin က reply ပြန်မလဲဆိုတော့ကြွေးလို့ရပါတယ်နောက်တစ်ခုကဒီပေါ်မှာ나이ပုံစံလေးနဲ့စိမ့်နေတာတွေ့ရပါတယ်အဲ့ဒါကကိုယ့်ရဲ့ page ကို customer ကဝင်ရောက်ကြည့်ရှုတဲ့အခါမှာ online ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ် online ဖြစ်နေဆိုတော့ page ကစိမ့်နေတယ်အဲ admin က online မှာရှိနေတယ်စာသွားစကားသွားပြောလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီအရလို့တစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ညီသွားပါပြီဒီအချိန်မှာ online မှာက admin မရှိတဲ့အတွက်ကြောင့်မလို့စာမပြန်နိုင်ဘူးဆိုပြီးတော့တော်တော်များများသတိထားမိပါလိမ့်မယ် အဲ့ဒါကြောင့်မလို့ကိုကညာဘက်တွေမှာ online မှာမရှိဘူးဆိုရင်တော့အဲ့ဒါမျိုးနှိပ်ထားလို့ရပါတယ်ကျွန်တော်ကတော့အမြဲအစိမ့်မထားပါဘူးအဲ့ဒါကြောင့်ဒီရက်လေးတစ်ချက်ပြန်နေလိုက်ပြန်စိမ့်သွားပါပြီပြီးရင်ကျွန်တော်တို့အနေနဲ့ကဒီဘက်တောင်းကဟာလေးကိုတစ်ချက်ထပ်နှိပ်ပါအားလေးနှိပ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ setting လေးတွေတွေ့ရပါလိမ့်မယ် notification ဆိုတာဘာလဲဆိုအောင်ဝင်ကြည့်လိုက်မယ်တို့ဒီထဲမှာကကျွန်တော်တို့ ဟော comment ပေးထားတဲ့ဟာလေးတွေပြီးလို့ရှိရင်ဘယ်သူတွေ like လုပ်သွားလဲတို့ဘာလို့အဲ့ကနေစပြီးတော့ကြည့်လို့ရတယ်လောလောဆယ်ကကျွန်တော်တို့မှ line ကြနေလို့ခင်ဗျ။เนาะ page ကိုဘယ်သူတွေ like လုပ်သွားလဲအမှကြည့်လို့ရမယ်။ဒီ ad ဆိုတာကြတော့ကျွန်တော်တို့ boost လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီကနေသွားပြီးတော့လုပ်လို့ရတယ်။เนาะဒီကနေ boost လုပ်လို့ရတယ်။အများကြီးပဲ။ဒီမှာ page ကိုလည်း promote လုပ်လို့ရပါတယ်။အဲ့ဒီနည်းတွေကိုတော့ကျွန်တော်ရဲ့ Telegram group မှာပဲထပ်တင်ပေးထားတာရှိပါတယ်။ manage ဆိုတာကြတော့ boost လုပ်ထားတဲ့ဟာတွေကိုဒီကနေ edit ပြင်လို့ရပါတယ်ခင်ဗျ။ edit ပြင်လို့ရတယ်။ ချက်လို့ရတယ်ဘလောက်ကုန်သွားပြီလဲ like ဘလောက်ရခဲ့လဲဆိုတော့ဒီကနေစစ်ကြည့်လို့ရပါတယ် business fee business fee ကကြတော့ကျွန်တော်အနေနဲ့ကဘလောက်စဲစမ်းတက်နေလုံးဝရှိပါသေးတယ်သင်တန်းသားတွေကိုမကြခင်ကျွန်တော်အသေးစိတ်တင် जा ပေးပါမယ် okay appointment ဆိုတာတော့မလိုအပ်ပါဘူး event ဆိုတာလည်းမလိုအပ်ပါဘူးပွဲတွေဘာတွေကိုယ့်ရဲ့လုပ်ငန်းကတခြားဆိုင်တွေဘာမှာပွဲတွေဘာတွေလုပ်မယ်ဆိုရင်တော့ဒီဟာသုံးပါတယ်ဒါပေမဲ့ကျွန်တော်များမသိမသုံးကြပါဘူး job ဆိုတာကကြတော့ကိုယ့်ရဲ့ page အတွက်ကိုဝန်ထမ်းတွေရှာမယ်အလုပ်သမားခေါ်မယ်ဆိုလို့ရှိရင်တော့ဒီ job ကနေ ရှာလို့ရပါတယ်။ protest ဆိုတာကကြာတော့ကျွန်တော်တို့နည်းနည်းကဒီမှာကိုယ့်ရဲ့ page မှာဘာပစ္စည်းတွေရောင်းမလဲ။ရောင်းမဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ဒီကနေ ad ကိုနေပြီးတော့ကျွန်တော်တို့ပစ္စည်းတွေထည့်လို့ရတယ် product တွေထည့်လို့ရတယ်။နော်ကိုကအယောင်ဆိုင်ဖွင့်ထားရဲဆိုလို့ရှိရင်တော့အဲ့ဒီကနေထည့်လို့ရပါတယ်။ပြီးရင် inside inside ဆိုတာကြာတော့ကျွန်တော်ခုနကရှေ့မှာပြောထားတဲ့ဟာအတိုင်းပါပဲခင်ဗျာ။ပြီးရင် setting setting နဲ့ဝင်မယ်။ဒီ page notification ဆိုတာကကြတော့ page ကိုဝင်လာတဲ့စာတွေကို အာသတိပေးစာပို့မှာလားဒီ note ဘာမှပေါ်အောင်လုပ်မှာလား comment တွေဘာတွေပေးလို့ရှိရင်အတန်မြင်အောင်လုပ်မှာလားဘာညာပေါ့နော်ကိုအစဉ်ပြေစလို့ထားလို့ရပါကျွန်တော်ကတော့ငကုံမူရင်းအတိုင်းပဲထားပါတယ်ပြီးရင်ကျွန်တော်တို့နည်းနည်းကဒီမှာအာ automated response နဲ့ automated response ကတော့ဝင်လိုက်တာနဲ့ဒီမှာ instant reply ရှိမယ် away message ရှိမယ်ကိုရဲ့ page မှာ auto reply ထည့်ခြင်းနဲ့ဆိုရင် instant reply ကို away message ကိုထည့်လို့ရပါတယ်အဲ့ဒီတော့ဝင်လိုက်ပြီဆိုရင်ဒီဟာလေးကို on လုပ်ပေးပါ ဟိုနောက်ပြီးတော့ဒီနေရာမှာကြိုက်တဲ့စာထည့်လို့ရပါတယ် customer ကကိုယ့်ရဲ့ page ကိုလာပြီးတော့ guest တက်နေပြီ hi ဆိုတာနဲ့ကိုယ့်ရဲ့ page ကနေပြီးလိုလျောက်စာပြန်ပေးတာဖြစ်ပါတယ် customer က hi လို့ပြောလိုက်တာနဲ့ hi မင်္ဂလာပါလက်ရှိမှာတော့ admin line မှာမရှိသေးပါဘူး margin နဲ့ပစ္စည်းလေးတွေကိုပုံပြပြီးတော့မေးထားလို့ရပါတယ်ဘာညာပါเนาะအဲ့လိုမျိုးရေးထားလို့ရပါတယ်အရန်အရှိကြီးတော့မညာဘူးခင်ဗျ away message ကလည်းခုနကအတိုင်းပဲဖြည့်ထားတာကောင်းပါတယ်ဒါက admin online ပေါ်မှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ auto reply အနေနဲ့ပြန်ပြီးမှဖြစ်ပါတယ် ကျန်တာတွေကတော့မလိုအပ်ပါဘူး Okay ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ page info page info ကိုကြည့်အောင်အဲ့ဒီမှာဘာတွေလုပ်လို့ရလဲ page name change လုပ်ရမယ်ဟာ cover photo တွေဘာတွေပြောင်းလို့ရမယ် website ရှိရင် website ထည့်မယ် description ကကိုယ့်ရဲ့ page ကဘာတွေရောင်းလဲဘာတွေလုပ်လဲဆိုတော့အတိုလေးထည့်လို့ရမယ် phone number ထည့်လို့ရမယ် email ထည့်လို့ရမယ် location တွေဘာတွေထည့်လို့ရမယ်เนาะအဆင်ပြေတာထည့်လို့ရပါတယ်ပြီးရင်ဒီအောက်မှာ view page row view page row ဆိုတာကြတော့ကိုယ့်ရဲ့ page မှာက admin ဘယ်နှယောက်ခံမလဲဘယ်သူတွေကို admin ထပ်ထားမလဲ အညာအစာဒီနေရာမှာထည့်လို့ရပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ admin ကို2ယောက်3ယောက်အထက်ထားတာပိုကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ admin တယောက်တည်းဆိုလို့ရှိရင်အဲ့ဒီ account ကလောကျသွားလို့ရှိရင် page ကိုပြန်ရဖို့ကမလွယ်ပါဘူးခင်ဗျလောလောဆယ်ကဒီမှာ line လေးနည်းနည်းကြာနေလို့ဟုတ်ပြီဒီမှာဒီမှာပေါ့နော်ဒီကနေကျွန်တော်တို့အနေနဲ့ admin ထည့်လို့ရဒီ account ကကျွန်တော် editor အနေနဲ့ထားပြီးသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာ admin ခံလို့မရပါဘူး admin ကသာတခြား editor တွေ admin တွေအများကြီးခံလို့ရဖြစ်ပါတယ် editor ဆိုလို့ရှိရင်တော့ဝန်ထမ်းသဘောမျိုးဖြစ်တဲ့အတွက်တခြားလူတွေထပ်ခံလို့မရပါဘူး okay အဲဆိုလို့ရှိရင်ဒီမှာဒီအောက်မှာ ban user ဆိုတာကျတော့ကို page မှာဝင်ရောက်ဆဲဆိုတာတွေမကောင်းပြောတဲ့ဆိုတွေကိုဒီကနေ ban လို့ရပါတယ်အဲ့ဒီ ban တွေကိုပြန်ဖြုတ်ချင် unban ပြန်နေလို့လည်းရပါတယ် log out ကျတော့ကျွန်တော်တို့တခြား account ကနေတခြား account ကို admin ပေးထားတယ်တခြား account ကနေ boost လုပ်မယ်တခြား account ကနေ page ကို control လုပ်မယ်ဆိုရင်တော့ လောက်အောက်လုပ်ပြီးတခြားအကောင့်ပြန်ဝင်ရပါတယ်ခင်ဗျာဒီဟာကတော့ကျွန်တော်အခုပြောပြပေးလိုက်တဲ့ business အသုံးပြုနည်းအကြောင်းဖြစ်ပါတယ်ကိုရင်းလည်းဝင်ရောက်လေ့လာပြီးတော့ကလိကြည့်ပါကလိမှာပဲနားလည်တော်ကြမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့အာကိုရင်းမလုပ်ကြည့်ဘဲနဲ့တော့ join မှာမဟုတ်ဘူးဆိုတာကိုအကြံပြုချင်ပါတယ်ကျွန်တော်အခုပြောပြတဲ့အတိုင်းပဲစမ်းသပ်ကြည့်ပါလေ့လာကြည့်ပါ post တင်ကြည့်ပါအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နားမလည်ရရှင်ကျွန်တော်မေးလို့ရပါတယ်အားလုံးပဲကျေးဇူးပါ